ကျမရဲ့ဝယ်ယူသူတွေကိုဒီနေ့ရောင်းချပေးမယ့်နေရာလေးပေါ့နော်အခုပြပေးမယ့်နေရာလေးကကျမတို့လူနေရက်ကွက်ကိုမေးနေကြတာလူနေရက်ကွက်ကိုမှလိုချင်ကြတာတချို့တိုက်ခမ်းမလိုချင်ဘူးပေါ့နော်ကျမတို့သိန်း2000 2500ဝန်းကျင်နဲ့ပေါ့နော်လူနေအိမ်နေနေရာကိုလိုချင်ကြတဲ့ဧည့်သည်တွေဆိုလို့ချင်တော့အခုပြပေးမယ့်မြေကွက်လေးကိုတစ်ချက်လောက်လေးကြည့်ရှုပေးကျမရောင်းချပေးမယ့်နေရာဒီရန်ကုန်တိုင်းဒေသကြီးတောင်တဘုံမြို့နယ်ကျမတို့18ရက်ကွက်ဖြစ်တယ်ပေါ့နော်ပေ20ပေ60ပါမစ်မြေမျိုးစားဖြစ်တယ်အိမ်ယာဆောက်လုပ်ခွင့်လူနေထိုင်ခွင့်ကြားထားပြီးသားပါမစ်မူရင်းဖြစ်တယ်ပေါ့နော်ကျမတို့1900 290တွေကချပေးထားတဲ့ permit အမျိုးအစားလေးဖြစ်တဲ့အိမ်လေးပါတယ်ဒါပေမဲ့ဒီဟာဒီကျမတို့ကလမ်းနဲ့မြေကြီးဈေးလေးကိုရောင်းပေးပြတာပေါ့နော်အိမ်ဈေးဆိုတဲ့ဟာကြီးကိုပေါင်းပြီးတော့ရောင်းပေးထားတာမဟုတ်ဘူးအိမ်ကတော့အသင့်အသင့်ပဲတချို့ဆိုလို့ရှိရင်မြေကွက်ကြီးပဲရှာနေတဲ့ဧည့်သည်မျိုးဆိုလို့ရှိရင်ကဒါအိမ်ဈေးတက်ပါလေးနဲ့ရောင်းပေးရဖြစ်နေတဲ့အတွက်ကိုကျမတို့သိန်း1500ဆိုတဲ့ဟာလေလေရက်ကွက်မှာဝယ်ယူလို့ရတယ်ပေါ့နော် main land မိုင်းနဲ့နီးရဲတားမှတ်တိုင်နဲ့နီးရဲဈေးနဲ့လည်းနီးရဲအကြောင်းနဲ့လည်းနီးရဲဒါကြောင့်မလို့မြေပြင်ရဲ့တည်နေရာလေးနဲ့လမ်းညွန်လေးကိုတစ်ချက်လောက်လေးကြည့်ရှုပေးပါရှင့် ပြောချင်တာတစ်ချက်ကပေါ့နော်ဝယ်ရောင်းသမားရှိမယ်ဒီနေရာမှာထားရောင်းသမားယင်းနှမြုံငန်သမားပေါ့နော်အကျိုးသူတွေပေါ့နော်ဒါကပိုင်ရှင်ကိုယ်တိုင်ဒီအိမ်လေးမှာနေတာကိုဖြစ်တဲ့အတွက်ကိုလေတော်ရုံဆိုလို့ရှိရင်ဒီမှာနောက်ပိုင်းလူနေရပ်ဖွက်တွေတက်ပြီးမပြဘူးဘာလို့ဆိုအကျိုးဆောင်တွေတော်တော်များများရတယ်အိမ်တကားခောက်ပြီးဝယ်ကြတယ်အဲတချို့ကြတဲ့ခါကျတော့လေဝယ်သူတွေကိုယ်တိုင်ကိုယ်ကပေါ့နော်ဟာဘယ်လောက်လေးမြန်စေးသက်သာမလဲဆိုပြီးတော့ပိုင်ရှင်နေပေါ့နော်အဲ့လိုမျိုးပေါ့ဟိုလာကြည့်ပြီးတခါလေးတွေ့ပြီးဝယ်ကြတယ်ဒါကြောင့်မလို့ကျမတို့ဝယ်ယူသူရောင်းချသူပေါ့နော်လုပ်ငန်းသူပေါ့နော်ကျမတို့အကျိုးပြုတဲ့အနေနဲ့စီကံရှိရှိလေးကျမတို့ 89 valley ancient မျိုးကိုဆက်သွယ်ပြီးတော့စုံစမ်းလေးမြန်ပြီးတော့လာရောက်ကြည့်ရှုပြီးဝယ်ယူနိုင်ပါတယ်ရှင်။ဒီအိမ်လေးနဲ့ဒီခြံလေးရာလေးဒီပတ်ဝန်းကျင်ဈေးနှုန်းနဲ့ဆိုတဲ့ဟာလေး3500ဆိုတဲ့ဟာဝယ်ယူလို့ရတဲ့ဈေးနှုန်းလေးပါရှင်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့မင်းငိုင်းနဲ့လည်းတော်တော်ကြီးတယ်။ဈေးနဲ့လည်းကြီးတယ်။ကျောင်းနဲ့လည်းကြီးတယ်။ကားမှတ်တိုင်လေးနဲ့ကြီးတယ်။အလှန့်ဆိုလို့ရှိရင်လည်းကျမတို့ကအရှိမြောက်ဖက်အလှဲ့လေးကြတယ်။အိမ်နံပါတ်ပေါင်းချင်းဆိုလို့ရှိရင်လည်း၈ကဏန်းလေးကြတယ်ပေါ့နော်။ဒါကြောင့်မလို့ဝယ်ကိုဝယ်ထားရမယ့်နေရာလေးပါတယ်ပေါ့နော်။တိုက်ခန်းတချို့ကြတော့လည်းဟိုတိုက်ခန်းမလူချင်းဆိုလို့ ို့ချင်တော့အခုလိုမျိုးမြေရောဟောပေါ့နော်အိမ်ရောပေါ့ပြည့်တဲ့ခါကျပိုင်ဆိုင်မှုရောပိုင်ဆိုင်ရမယ်ဒီခြံလေးကိုဝယ်ယူထားလို့ရတယ်ဆိုတဲ့ဟာကိုလည်းပြောကြားချင်ပါတယ်ရှင်ဒါကြောင့်မလို့လမ်းညွန်လေးနဲ့မြေပြင်တည်နေရာလေးကိုတစ်ချက်လောက်လေးကြည့်ရှုပေးပါဦးရှင်ဒါတော့အခုအနောက်ကမြင်တွေ့နေရတဲ့ခြံလေးပေါ့နော်ကျမတို့အိမ်လေးကတော့အသင့်အသင့်ပါပဲရှင်ပေါ့နော်တစ်ဖက်လှည့်ပြီးပြတယ် ဒါလေကျမလေမြေကြီးဆေးဝင်းကျင်နေပေါ့နော်မြေကြီးဆေးတက်တာနဲ့ရောင်းမိတာရေမီအစုံပါတယ်နော်အာရေပါတာတစ်ခါလဲလိုချင်တယ်မိပါတာတစ်ခါလဲလိုချင်တယ်အရှိမာတော့လေကျမတို့ဒါဆက်လက်ပြင်ရောင်းထားတယ်အနောက်မှာဆိုလို့ရှိရင်တော့ဒါတော့ဧကန်းလေးရှိမယ်အဲ့ဒီရဲ့ဧကန်းရဲ့နောက်မှာဆိုလို့ရှိရင်တော့ကျမတို့ဧကန်းရှိမယ်ပေါ့နော်နောက်ဖေးမီးဖို့ကြောင့်လေးရှိမယ်လို့တော့ပြောတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဒါလေမြေကြီးဆေးပုံစံမျိုးနဲ့အခန်းဖွဲ့စည်းပုံနဲ့အတွင်းတော့ကျမတိတ်ပြီးတော့မပြပြီးတော့တချို့တော်ကြီးပြော်ကြီးနေတဲ့လူတွေဆိုလို့ရှိရင်နေထိုင်လို့ရမယ်အငှားသမားဆို လို့ရှိရင်လည်းဒါပြန်ပြီးတော့ငှားစားလို့ရတယ်အဲပေး20ပေး60ဦးမှအမြင့်ကြီးပဲလိုချင်နေဆိုလို့ရှိရင်လည်းဒါလေးပြန်ပြီးတော့ပြပဲကျွန်မဒါလေးအယောင်းလာအပ်တဲ့ပုံမှာလာကြည့်နေရင်တန်လန့်နေဟောပေါ့နော်ဟာဒီနေရာနဲ့ဒီဈေးလေးနဲ့ဆိုရဲဟာလည်းမဆိုးဘူးဆိုပြီးတော့ကျွန်မဒါဗီဒီယိုလေးရိုက်ပေးပေးတာပေါ့နော်တချို့ဒါ2000လေးနဲ့ရှာနေကြတဲ့ဧည့်သည်တွေပဝန်းကျင်နေတာလေအိမ်မျက်နှာစာလေးကိုကျွန်မပြန်ပြပေးခြင်းလို့ပေါ့နော်ဒါတစ်ချက်လေးကြည့်ချင်လို့ရှင့်ခြံလေးရချစ်စရာလေးကြီးဒါအိမ်မျက်နှာစာတားလေးတကားလေးတော့ပြေးပါလားသွား ဒီမှာလေအချမ်းရှိမှာဆိုလို့ရှိရင်အခုလိုမျိုးအပင်လေးတွေဘာလေးတွေစိုက်ထားတယ်ပြုထားတယ်ပေါ့နော်ပြီးရင်တန်မှန်းတန်တကားလေးသူတက်ဆင်ထားတယ်ပေါ့နော်ဒီခြံလေးကိုကျွန်မရောင်းဝေးပေးတယ်မင်းငမ်းမလေးကိုကျွန်မပြန်ပြီးတော့ဖတ်ပြပေးတယ်နမ်းမကြီးနဲ့လည်းတတော်ကြီးဝင်ပြီးတယ်ဒါဆိုလို့ရှိရင်တော့ကျွန်မတို့ကခြံလေးဒီခြံလေးပေါ့နော်နေထိုးနေဒီခြံလေးနော်ဒီဟာလေးနော်ဒီမှာဒီချက်သူပြီးဥဒတိုင်းလေးကာထားတယ်တန်မှန်းတန်တကားလေးလှပ်ထားပေးပေးတယ်ပေါ့နော်ကျွန်မတို့ကနမ်းမကြီးကိုတစ်ချက်လေးဖတ်ပြပေးပြီး မိန်လမ်းမကြီးနဲ့လည်းညီကျွန်တော်လေအခုမြင်တွေ့နေရတဲ့ဒီနန်းလေးနဲ့ဆိုလို့ရှိရင်လည်းဒါသုံးချံမြောက်ပေါ့နော်လမ်းထိပ်မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးမပြေဆိုင်ချေဒီလိုမျိုးပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဒါစေးဆိုင်နေပေါ့နော်မိန်လမ်းကြီးနဲ့တော့တော်တော်ကြီးတော့ပြီးတယ်ရှင်ဒါအခုပြန်ထွက်သွားတာဆိုလို့ရှိရင်တော့မောင်းမကမိန်လမ်းမကြီးတို့ဒါပြန်ပြီးတော့ထွက်သွားပြီပေါ့နော်ကျမတို့လေဒီနောက် down လေးဖေးဆိုင်နေဆိုလို့ရှိရင်သုံးချံမြောက်ပေါ့နော်ဒီလမ်းထဲမှာ ခုဒီ main line ကနေပြီးတော့တက်တက်ထွက်မယ်ဆိုလို့ရှင်တော့အရှိမဆိုလို့ရှင်တော့ကျမတို့ကမောင်းပကံ main line မှာဖြစ်မယ်ကားသွားနေတဲ့နေရာဒီမောင်းပကံ main line မှာကြီးလမ်းထိပ်မှာဆိုလို့ရှင်တော့တပြေညူကားမှတ်တိုင်ရှိမယ်ပေါ့နော်ကားမှတ်တိုင်ကနေနည်းနည်းလေးရှေ့သွားမယ်ဆိုလို့ရှင်ဈေးရှိမယ်နည်းနည်းလေးဆက်ပြီးတော့ရှေ့သွားမယ်ဆိုလို့ရှင်ကျမတို့ကဒါကလေဟိုစဂိတ် ဆက်ရှိခွေကားမတိုင်အောင်ရောက်သွားလိမ့်မယ်ပေါ့နော်ဒါအရှိကိုဆက်ပြီးတော့နည်းနည်းလေးသွားလိုက်မယ်ဆိုလို့ရှိရင်ဆက်ရှိခွေကားမတိုင်အောင်လည်းနှမ်းပြီးတော့မြင်နေရရပေါ့နော်အဲ့တော့မောင်းပကံမင်းလမ်းမကြီးကနေဆင်းလာမယ်ဆိုလို့ရှိရင်နော်တလန်းနှစ်လန်းမြောက်သုံးချံမြောက်ကလေးပေါ့နော်ကိုဖက်ချမ်းကကြတော့ကျမတို့က78ကြီးပေါ့နော်ဒီဘက်ကကြတော့ကျမတို့က78တိုးချဲပဲဖြစ်တယ်ဒီချံလေးကိုကျမရောင်းပေးပြရဒါကလေလာကြည့်ရင်တလန်းထဲမှာမြေကြီးသေးဝင်းကျင်တယ်မြေကြီးသေးတက်တာနဲ့ပေ20ပေ60ပါမစ်မြေအမျိုးအစားပေါ့နော်ကျမတို့ပါမစ်မြေအမျိုးအစားဖြစ်တယ်ပေါ့နော်အိမ်ယာဆောက်လုပ်ခွင့်လူငယ်ထိုင်ခွင့်ကြားထားပြီးသားပါရှင်ပေါ့နော်ဒါကြောင့်မလို့ ွားရဲ့ဝယ်ယူသူတွေဝယ်ယူထားလို့ရရတဲ့မှာဒီခြံလေးနဲ့အိမ်လေးနဲ့ပါပါတယ်ကိုကပေါ့နော်3000 1500နဲ့ရှာနေကြတယ်ဒီမီလိုနေရာမျိုးလူနေအိမ်မျိုးမျိုးလိုချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီဟာလေးကိုဝယ်ယူထားတဲ့ထဲမှာပါတယ်ဆိုတဲ့ဟာကိုပြောချင်ပါတယ်ရှင်စိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသေးမရေးမချင်းဝယ်ယူပါရှင်ဆက်သွယ်မယ်ဆိုလို့ရှိရင်တော့39 4289 69 64 39 4289 69 64 39 4289 6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 9 ရာဆိုရင်တော့တောင်တပုံမြို့နယ်25ရက်ကွက်ပါရှင်ပလဲရတနာလမ်းမပေါ်မှာပါရှင်အိမ်မက်52ပါရှင်ပေါ့နော်ကျမခုမတက်ရနေရဒီထိတ်ကလေးမှာမတက်ရနေရပေါ့နော်ဒါလမ်းလေးကနေဝင်လာမယ်ဆိုသုံးချံမြောက်ဒီထိတ်ကနေဒီဘက်ကိုထွက်မယ်ဆိုလို့ရှင်တော့ဒါတပြေညူကားမှတ်တိုင်းဒီထိတ်ကိုထွက်မယ်ဆိုလို့ရှင်တော့ဒါကတော့18ပွေကားမှတ်တိုင်းဒါကြောင့်ကျမတို့ကဒါစီပင်မင်းငမ်းမာကြီးဖြစ်တယ်ဒီနေရာမှာဆိုကြောင်းရှိမယ်ဒီနေရာမှာဆိုလို့ရှင်တော့ကျမတို့ကဂိတ်ခေါင်းဆေးရှိသွားမယ်ပေါ့နော်အဲ့တော့ဒီခြံလေးနဲ့အိမ်လေးဒီဒီလမ်းရတော့ကျမတို့ကဒါပလဲရတနာမင်းငမ်းမာကြီးပေါ့နော်ဒီဟာကြောင့်ကျမတို့ကမောင်းမကန်မင်းငမ်းမာ ကြီးမောင်ပကံမင်းလမ်းမကြီးဖြစ်တယ်ပေါ့နော်အဲ့တော့မောင်ပကံမင်းလမ်းမကြီးကလည်းကြည့်မယ်ဆိုရင်တော့ဝင်ဝင်လာပြီးချင်းသုံးချံမြောက်လေးပေါ့နော်ပတ်ဝန်းကျင်အနေထားလေးကောင်းတယ်ရှေ့ကိုမောင်ပကံရဲ့ရှေ့ကိုဆက်သွားမယ်ဆိုရင်လည်း16ကိုကားမှတ်တိုင်းပြောရလိမ့်မယ်ဒီထိပ်မှာဆိုရင်တော့ကျွန်တော်တို့ကပြင်ယူကားမှတ်တိုင်းညနေစည်းဆိုတဲ့ဟာနေ့လည်စည်းဆိုတဲ့ဟာလည်းဒီနားလေးမှာစီးလေးတစ်ခုရှိရပေါ့နော် ါကြောင့်မို့ကျွန်တော်လူနေရက်ွက်ပုံမှာလူနေရက်ွက်လာရှာတယ်လိုက်ရှာနေတဲ့ဧည့်သည်တွေသိန်း2000 3000တပတ်ချလေးလေးနဲ့ရှာနေတယ်ဆိုလို့ရှိရင်တော့ဒီ channel လေးကိုကျွန်တော်မိတ်ဆက်ပေးပေးပါမယ်အရှင်ကျွန်တော်တို့89 valley အိမ် channel ကိုစုံစမ်းမေးမြန်းပြီးဆက်သွယ်ပြီးတော့ဝယ်ယူပေးကြပါဆိုတဲ့ဟာကိုလည်းပြောချင်ပါတယ်ရှင်ပေါ့နော်အယောင်အချင်းပဲဖြစ်ဖြစ်ကျွန်တော်တို့စုံစမ်းမေးမြန်းဆက်သွယ်ခြင်းနဲ့ပင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရုံးကန်ကိုလာရောက်တိုင်ပင်ဆွေးနွေးနိုင်ပြီးတော့ဖုန်းနဲ့လည်းဆက်သွယ်နိုင်ပါတယ်ရှင်ဝယ်ယူသူရောင်းချသူလုပ်ငန်းသူများအားလုံးတယောက်ချင်းချင်းတိုင်းကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာကျွန်တော်တို့89 valley မိသား ားစုကလည်းဆုတောင်းပေးပါရရှင်။တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။